အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ APR Arkham မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ထိုင်းအစိုးရကစစ်ကောင်စီကိုဗန်ဒါရီနဲ့တန်တမန်ကြီးရာအပိုင်းမှာတစ်တစ်ကြွကြွထောက်ခံအားပေးနေတယ်လို့ Black Money တွေးစွန်းငွေဖြတ်တော်ရေးအဖွဲ့ကထုတ်ပြန်လိုက်တဲ့သတင်းကိုဖက်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထိုင်းအစိုးရဟာအာဏာသိမ်းစစ်အုပ်စုထံဗန္ဒာရေးနဲ့တန်တမန်ရေးရာအပိုင်းတွေမှာအထပ်ပံ့ပြုနေပြီးစစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေမှာပါဝင်ခဲ့တယ်လို့ Blood Money သွေးစွန်းငွေဖြတ်တော်ရေးဝေးကထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံမှာကျင်းပါတယ်။ Dustin အစီအွေမှာထိုင်းနိုင်ငံက စစ်ကောင်းဆောင်ကိုဖိတ်ကြားမှုအပြီးမှာထိတ်နဲ့မြန်မာစစ်ကောင်းဆောင်စစ်ကောင်စီတို့အကြားစစ်တွေပတ်သက်မှုတွေကို Black Money ကထုတ်ပြန်လိုက်တာပါထိုင်းအစိုးရဟာမြန်မာစစ်အုပ်စုထံဗန္ဒာရေးပိုင်းတန်တမာရေးရာပိုင်းနဲ့မူဝါဒပိုင်းအပါအဝင်မြို့မြို့သို့နေလန့်တွေနဲ့ထောက်ပံ့ပေးနေတယ်လို့ဆိုပါတယ်ထိုင်းဝန်ကြီးချုပ်ပက်ထွန်တန်ရှင်နာဝဲရဲ့ကောင်းဆောင်မှုအမှာထိုင်းဟာ စစ်အုပ်စုရဲ့စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေထဲမှာပါဝင်နေခြင်းဖြစ်တယ်လို့ဆိုပါတယ်။အာနိုင်ငံတမဲကိုကြည်လိုက်ရင်ဒီ Chevron ရင်းနှံကုမ္ပဏီပေါ့နော်။1988နောက်ပိုင်း88နောက်ပိုင်း90လောက်ကနေဝင်ပြီးတော့ Jordan Gas Pipeline နောက်ပြီးတော့အိမ်မှာ Yergon Gas Pipeline အဲ့လို Gas Pipeline တွေကနေပြီးတော့မြန်မာရင်းနှံတဲ့သဘာတန်းကြီးထိုင်းကိုရောင်းပြီးတော့ရတဲ့ပတ်စံတွေကစစ်အာဏာရှင်နဲ့စစ်ဘိုလ်ချုပ်တွေရဲ့အိတ်ထဲကိုဝင်သွားတယ်။အဲ့ဒါတွေတုံးပြီးတော့ ကျွန်တော်တို့တိုင်းပြည်ကိုလက်နက်တွေဝယ်ပြီးတော့ပြည်သူကိုပြန်နှိပ်စက်နေပေါ့နော်အခုချိန်ထိအဲ့ဒါဒီကောင်တွေကပတ်စံရနေတော့မယ်အဲ့ဒါကိုကျွန်တော်တို့လက်မခံနိုင်ဘူးတန်တမန်ကြီးရအရာမြန်မာအချမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းအနေနဲ့ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ Bastion ထိပ်သီးအစီအဝေးကိုတက်ရောက်ခဲ့ခြင်းဟာအနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေနဲ့ဆန့်ကျင်ဘက်ကိုရောက်ရှိသွားတယ်လို့ ဆိုပါတယ်စစ်ကောင်စီဟာထိုင်းနိုင်ငံရဲ့ဖိတ်ကြားမှုနဲ့အခုလိုအဆင့်မြင့်အစည်းအဝေးတွေကိုတရားခွင်ကနေတဆင့်တရားဝင်အသိမှတ်ပြုမှုရှာရှိဖို့ကြိုးပမ်းခြင်းဖြစ်တယ်လို့လည်းသုံးသပ်ထားပါတယ်ပြီးခဲ့တဲ့2024ခုနှစ် every လအတွင်မှာထိုင်းစစ်တပ်ဟာမြန်မာဒုက္ခသည်650ကျော်ကို နေရက်ပြန်ပို့ခဲ့ပြီးလူအများအပြားအတွေ့အန္တရာယ်ရှိတဲ့နေရာစီပြန်ပို့ခြင်းကိုတားမြစ်ထားတဲ့အပြည်ပြည်ဆိုင်ရာဥပဒေကိုချိုးဖောက်ခဲ့ပါတယ် ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်လို့ဖမ်းဆီးထောင်ချခံရပြီးရနောင်းအချင်းထောင်ကနေပြန်လွတ်လာတဲ့မြန်မာလူသမားတွေကော့တောင်းစိတ်ကဲမှာပဲစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်ခံရတာ၅ချိန်လောက်ရှိနေပြီဖြစ်ပြီးတချို့ကအဲ့ဒီကနေလွတ်အောင်ငွေသိမ်းနဲ့ချီပေးနေရတယ်လို့ RFA ကစုံစမ်းသိရှိရပါတယ်။ကာယကံရှင်နဲ့မိသားစုရဲ့လုံခြုံရေးအရာကိုမင်းထွန်းလို့ဒီသတင်းမှာနာမည်လွှဲထားတဲ့အသက်30အရွယ်အမျိုးသားတစ်ယောက်ကတော့ကော့တောင်းကိုပြန်ပို့ခံရချိန်မှာစစ်မှုထမ်းဖို့အဖမ်းခံရတာကြောင့် သူပြန်လွတ်လာဖို့အတွက်ထိုင်းဘတ်ငွေ9000တောင်းမြန်မာငွေနဲ့ဆို3100လောက်ကုန်သွားတယ်လို့မိသားစုဝင်တစ်ယောက်ကပြောပါဗျ။ The new humanitarians 2025ရဲ့အဆိုအရပြန်ပို့ခံရတဲ့မြန်မာလူသားတွေထိကအများစုဟာနောက်ပိုင်းမှာစစ်အုပ်စုရဲ့အကြမ်းဖက်စစ်မှုထမ်းဖို့ဖမ်းဆီးထိန်းသိမ်းခြင်းတွေကိုခံခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံဟာစစ်အုပ်စုအတွက်ငွေကြေးထောက်ပံ့ချာမှလည်းအတိတ်အခန့်ကဏ္ဍတစ်ခုအဖြစ်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းရဲ့နိုင်ငံပိုင်စွန့်အင်ကုမ္ပဏီဖြစ်တဲ့ PDD ဟာမြမရေနံနဲ့တပဝံတန်ခွင်လွှမ်းဆောင်မှုကဏ္ဍတွေမှာထိတ်တန့်ရင်းနှီးမြှုပ်နှံသူတူဖြစ်ပါဝင်ပါတယ်။ EU နဲ့ US တို့ကပိတ်ဆို့ထားတယ်။ Myanmar Arms and Gas Esther Paris MODE နဲ့မိဖက်စီးပွားဖက်အဖြစ်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။2024ခုနှစ်မှာ PDD ဟာမြန်မာနိုင်ငံရဲ့ရတနာ ဓာတ်ငွေ project မှာ63ရှာခင်လုံးနဲ့အများဆုံးရှေ့ရခြင်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီနှစ်ကမြန်မာနိုင်ငံမှာရှင်းနံနဲ့တဘဝဓာတ်ငွေလုပ်ငန်းကနေအမေရိကန်ဒေါ်လာ1.2ဘီလီယံဝယ်ငွေရှာရှိခဲ့တာပါ။စစ်ကောင်စီဟာစီရေးဆိုင်ရာလှုပ်ရှားမှုတွေအတွက်အမေရိကန်ဒေါ်လာ1.8ဘီလီယံသုံးစွဲခဲ့ပြီး2020ခုနှစ်ကနေ2025ခုနှစ် ဖေဖော်ဝါရီလအထိပြုတ်လုခဲ့တဲ့လေချောင်းတိတ်ခိမ့်မှု4530အကြိမ်အတွင်းအရသာပြည်သူပေါင်း2500ကျော်တည်ဆုံခဲ့ရပါတယ်။ထိုင်းအစိုးရအနေနဲ့မြန်မာပြည်သူတွေကိုဖမ်းဆီးပြီးပြန်လည်ပို့ဆောင်တာစစ်အုပ်စုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်တာတွေဟာမြန်မာအကြမ်းဖက်စစ်အုပ်စုကိုတစ်တစ်ကြွကြွထောက်ခံပံ့ပိုးနေကြောင်းမြင်သာထင်ရှားတဲ့နှက္ခဏာဖြစ်တယ်လို့ Black Money သိစံငွေဖြတ်တော်ရေးအဖွဲ့က ထုတ်ပြန်ချက်ထင်မှာဖော်ပြထားပါတယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ဆင်ပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိဘပြည်သူအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုကြိတ်နှစ်သက်တယ်ဆိုလို့ရှိရင် Like and Subscribe လေးလုပ်ပြီးတော့ဝမ်းရံပေးခဲ့ကြပါအောင်ခင်ဗျာကျွန်တော်တို့မိဘပြည်သူညီကောင်မောင်နှမများအားလုံးပေးကင်းချမ်းမှကြပါစေခင်ဗျာ